မင်္ဂလာပါဖိုဘောပရီဗျူးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ဒီမလ20ရက်နေ့ပေါ့နော်ဂျာလာပရီနေ့ပြီးတော့ဒီနေ့ညမှာဆိုလို့ရှိရင်ဒီ Nation League ပွဲစဉ်တွေစပြီးတော့ကစားပြီးတော့ပေါ့နော်ဒီနိုင်ငံသိမ်းပွဲစဉ်တွေဒီနေ့ညမှာကစားမယ် UEFA Nation League A ရဲ့ဒါ Quarter Final ပွဲစဉ်တွေရဲ့ပထမအကြိုပွဲစဉ်၄ပွဲဒီနေ့မှာကစားမယ်ပေါ့နော်အဲ့ဒီ၄ပွဲလုံးကိုဒီနေ့ည2:00နာရီဆန်ကမှကစားမယ်အဲ့တော့အဲ့ဒီ၄ပွဲလုံးကိုဒီနေ့ဗီဒီယိုမှာကျွန်တော်အနေနဲ့ကြိုပြီးတော့သုံးသပ်ပေးမယ်ပေါ့နော် ဟုတ်ပြီတော့ဒီပထမဆုံးပွဲစဉ်ကကျတော့ Netherlands နဲ့ Spain ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ Spain က level 30ရှုံးဆိုပြီးတော့ကြီးထွက်တာလေပြီးတော့6ပေါင်းနေနေဆိုလို့ရှင်2ကိုသွင်း80ရှုံးမယ်ပေါ့နော်အဲ့တော့ဒီ Netherlands အတင်းကစားခဲ့တဲ့ဒီနောက်ဆုံးဆက်နပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေသူတို့ရဲ့တိုက်စစ်ကရှစ်ပွဲက9ရောင်းအတွင်းခဲ့တယ်ပြီးတော့ Netherlands ကစားခဲ့တဲ့ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်လေဒီနောက်ဆုံးဒီသူတို့ကစားခဲ့တဲ့ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်ဒီ ီ69ရာခိုင်နှုန်းလောက်ထိရသူတို့ Bodin to score ရဆိုလို့ရှင်ဒီ yes ဖြစ်ခဲ့တာကိုတွေ့ရပြီပေါ့နော်ပြီးတော့စပိန်ကစားရေးနောက်ဆုံး10ပွဲမှာဆိုလို့ရှင်လည်း9ပွဲကအပြန်လည်သွင်းကိုရှိခဲ့တယ်ပြီးတော့ဒီစပိန်အသင်းကစားရေးတဲ့ဒါ Nation League အပြိုင်ပွဲရဲ့ဒီနောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လည်း၄ပွဲက2သင်းပေါင်းသင်းကို3ကိုထိရောက်ခဲ့တယ်ပေါ့နော်ပြီးတော့စပိန်ကစားရေးတဲ့ဒီနောက်ဆုံးဒီသူတို့အသင်းကစားရေး10ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်8ပွဲက ီနှစ်သိန်းပေါင်းသွင်းကို၃ခုထိရောက်ခဲ့တာကိုတွေ့ရတယ်ပြီးတော့ Netherlands ကလည်းသူတို့ကစားခဲ့တဲ့ဒီအင်ဝင်းနောက်ဆုံး6ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်ဒီနှစ်သိန်းပေါင်းသွင်းကိုဒီအများခဲ့တာကိုတွေ့ရတယ်၃ခုထိရောက်ခဲ့တယ်ပြီးတော့ Netherlands ရဲ့ဒီအင်ဝင်းပွဲစဉ်တွေမှာဆိုလို့ရှင်နောက်ဆုံး9ပွဲမှာဆိုလို့ရှင်လည်းဒီ6ပွဲကဒီ Netherlands အတင်းကဒီနှစ်သိန်းပေါင်း၃ခုထိရောက်ခဲ့တယ်ဆိုတော့ဒီပွဲမှာလည်းသွင်းကိုတွေများလိမ့်မယ်လို့ထင်တယ်ပြီးတော့ Netherlands က ီသူတို့ရဲ့ဒီအိမ်ဝင်းကိုမှာဆိုလို့ရှိရင်ခံစစ်ပိုင်းရပေးကိုပြန်ပြီးတော့ခွင့်ပြုပေးထားရတယ်ဗောနော်အိမ်ဝင်းနောက်ဆုံး၅ဘွဲမှာဆိုလို့ရှိရင်တဝဲမှာသူတို့ရဲ့တက်ချေကအနည်းဆုံး၂၉ဒီဒီပြန်ပြီးတော့ခွင့်ပြုပေးရအဲ့လိုခွင့်ပြုပေးရရတာလေနောက်ဆုံး၅ဘွဲမှာ၄ဘွဲတိတိရှိတယ်ဗောနော်စပိန်ကကျတော့ဒီ Nation League ပြိုင်ပွဲရဲ့ဒီအဝေးကွင်းနောက်ဆုံး၂ဘွဲမှာဆိုလို့ရှိရင်ဒီသူတို့ရဲ့တက်ချေကအတွင်းကိုအနည်းဆုံး၂၉ဒီဒီရှောင်းအတွင်းတည်းပြီးတော့စပိန်ကဒါနီးပြဖြစ်သူလူဝိဒေလာလေးရက်လက်ထပ်မှာဆိုလို့ရှိရင်ပြိုင်ပွဲဆုံးနောက်ဆုံး၁၆ဘွဲမှာ 73ပွဲကအတွင်းကိုအနည်းဆုံး2ဂိုးထိရအောင်တွင်းခဲ့တယ်ဆိုတော့ဒီပွဲမှာဒီနှစ်သိမ်းပေါင်းတွင်းကိုရှိလိမ့်မယ်လို့ထင်တယ်2ဂိုးတွင်း80ရှုံးမယ်ဆိုပေမဲ့လို့ကျွန်တော်က3ဂိုးလောက်တော့မျောလင်းနေပါတော့အဲ့တော့ပထမဆုံးပွဲမှာကျွန်တော်ဂိုးပေါ်ရွေးချယ်ပေးခြင်းတယ်ပေါ့ဟုတ်ပြီတော့ဒီနောက်ထပ်တပွဲကကြတော့ခရိုအေးရှားနဲ့ပြင်သစ်အဲ့တော့ပြင်သစ်ကကြတော့ဒီ Nation League ပြိုင်ပွဲရဲ့အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်၃ပွဲကစားရဲ၃ပွဲလုံးပြင်သစ်ကနိုင်တယ်ဒီခရိုခရိုအေးရှားအသင်းအနေနဲ့ကကြတော့နောက်ဆုံး၃ပွဲမှာ ီသူတို့လုံးဝနိုင်ပွဲမရသေးဘူးနော်ဒီပြီးတော့ပြင်သစ်ကသူတို့ကစားရေးနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်၄ပွဲကဒီနှစ်သိမ်းပေါ့အဲ၄ပွဲကိုကျွန်တော်ပြောင်းချင်းသူတို့ရဲ့တိုက်စစ်ကတွင်ကို2ကိုဒါမှမဟုတ်2ကိုထပ်ပို့ပြီးတော့တွင်တက်တာကိုတွေ့ရတယ်ပြီးတော့ဒီပြင်သစ်ကဒါ Nation League ပြိုင်ပွဲမှာဆိုလို့ရှိရင်ဒီအုပ်စုတွင်6ပွဲကစားရတယ်ပေါ့နော်6ပွဲမှာပြင်သစ်က၄ပွဲတိတိနိုင်တယ် ပြီးတော့သူတို့ရဲ့တိုက်စစ်ပိုင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းကစားသမားကောင်းတွေရှိတယ်ဗောနော်ဒီအော့စမန်ဒမ်ဘီလီတို့ဒီကန်လီယန်အမ်ဘဘီတို့မီချယ်အိုလီတို့လို့ကစားသမားရှိတယ်ဒီကစားသမားတွေက ဒီတိုက်စစ်မှာတော်တော်လေးကိုအားကောင်းတဲ့ကစားသမားတွေပေါ့နော်ပြီးတော့သူတို့ရှီယာလည်းတွင်းကိုတွေအများကြီးမျောလင့်နိုင်တယ်ဆိုတော့တစ်ဖက်ကခရိုအေးရှားအနေနဲ့ဒီပွဲမှာဒီဂိုးမဲ့ပေးရအောင်ကစားဖို့ဆိုတာခက်ခဲလိမ့်မယ်လို့ထင်တယ်ခရိုအေးရှားကျတော့နောက်ဆုံးသုံးပွဲစရိုက်နိုင်ဝဲမရသေးဘူးဆိုပေမဲ့လို့သူတို့ကစားခဲ့တဲ့အုပ်စုတွင်းအိမ်ဝင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်ရှုံးပွဲမရှိသေးဘူးပေါ့နော်အုပ်စုပွဲစဉ်သုံးပွဲကစားထားမှာဒီအိမ်ဝင်းမှာသုံးပွဲကစားထားမှာရမှန်သူတို့ခုနှစ်မှတ်တိတိရယူထားနိုင်ခဲ့တာကိုတွေ့ရတယ်ပေါ့နော် ဒါမှမဟုတ်ဒီတစ်ဖက်ကပြင်သေးကတော့လက်ရှိမှာဖောင်ကောင်းနေတယ်ဘောနော်တိုက်စစ်မှာလည်းကိုသွင်းအောင်တဲ့ player ရရှိတယ်ဆိုတော့ဒီပွဲမှာကျွန်တော်ပြင်သစ်ကိုသဘောကျတယ်အဝေးကွင်းဆိုပေမဲ့လို့ဒီ level 80ရှုံးဆိုတဲ့ကြီးထွက်တာလေဆိုပေမဲ့လို့ကျွန်တော်ပြင်သစ်ခရိုအေးရှားကို2-1တော့အနိုင်ကစားနိုင်လိမ့်မယ်ထင်တယ်အနည်းဆုံးတော့နိုင်ကစားနိုင်လိမ့်မယ်လို့ထင်တာကြောင့်ကျွန်တော်ဒုတိယမြောက်ပွဲစဉ်မှာဆိုလို့ရှိရင်ပြင်သစ်ကိုရွေးချယ်ပေးခြင်းတယ်ပေါ့ ဟုတ်ပြီတော့ဒီနောက်ထပ်တပွဲရကြတော့ဒီဒိမန်နဲ့ပေါ်တူဂီပေါ့နော်အဲ့ဒီပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်ပေါ်တူဂီက level 60ရှုံးပေါ့နော်ပြီးတော့ goal ပေါင်းနေနေဆိုလို့ရှိရင်2 goal အတွင်း80ရှုံးမယ်ဆိုပြီးကြေးထက်တယ်အဲ့တော့ဒိမန်ကဒါ Nation League ပြိုင်ပွဲရဲ့အုပ်စုတင်6ပွဲမှာကျွန်တော်ဒိမန်ကစားကြီးဝေးတင်တွေကိုတွားကြည့်ရင်သူတို့ရဲ့တိုက်စစ်က twin goal 12 goal ပဲရတယ်ဒါကပြောရလို့ရှိရင်ပြင်းမြတ်တပွဲမှာသူတို့ရဲ့တိုက်စစ်က2 goal တိတိရှားခဲ့တယ်ပေါ့နော်ဒီပေါ်တူဂီကကြတော့ဒီ Nation League ပြိုင်ပွဲရဲ့အဝေးကွင်းဒီနောက်ဆုံး2ပွဲမှာ2ပွဲလုံးတည်ကြတယ် ဒိမန်ကကျတော့လေသူတို့ကစားရေးနောက်ဆုံး၃ပွဲမှာ၂ပွဲကဒီတီကြထားပြီပေါ့နော်ဒီပေါ်တူဂီအသင်းကကျတော့လေဒါသူတို့နောက်ဆုံးကစားခဲ့တဲ့ရှုံးထွက်တဲ့အဆင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်နောက်ဆုံး၂ပွဲမှာ၂ပွဲလုံးပေါ်တူဂီကမိနစ်90အတွင်းမှာတီကြထားပြီပေါ့နော်ပြီးတော့ဒိမန်ကကျတော့လေဒါသူတို့ကစားခဲ့တဲ့ဒါ Nation League အုပ်စုတွင်ပွဲစဉ်6ပွဲကိုကျွန်တော်ပြန်ကြည့်ဂိုးပေါ်ခဲ့တာစုစုပေါင်း၂ပွဲပဲရှိတယ်ပေါ့နော်အဲ့တော့ဒီပွဲကဒါ Nation League ပြိုင်ပွဲရဲ့ရှုံးထွက်အဆင်ပွဲစဉ်လည်းဖြစ်တယ်ပထမကြော်လည်းဖြစ်တယ်ဆိုတော့ကျွန်တော်တွင်းကိုတွေ ဒါနည်းလိမ့်မယ်လို့ထင်တယ်။ဒိမန်ကကျင်းဒီဘောတော့ပိုတူဂီကိုသူမရှုံးအောင်ကစားထားလိမ့်မယ်လို့ထင်တယ်ပေါ့နော်။အဲ့တော့2ကိုးသွင်း80ရှုံးမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီဘွဲမှာတွင်းကိုးတွေနည်းလိမ့်မယ်ထင်တဲ့အကြောင်း9ဟောက်ကိုကြိုက်တဲ့ဒီဘွဲမှာဖြစ်လာနိုင်ကြရောကျွန်တော်1 1လောက်တော့ဖြစ်သွားလိမ့်မယ်လို့ညွှန်လင်းနေပေါ့နော်။အဲ့တော့ဟုတ်ပြီဒါဒီနေ့ညရဲ့ဒါနောက်ဆုံးပွဲစဉ်တစ်ပွဲကတော့ဒီအီတလီနဲ့ဂျာမနီတို့ရဲ့ပွဲစဉ်ပေါ့နော်။အဲ့ပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ဂျာမနီက level 30ရှုံးဆိုပြီးတော့ကြီးထွက်တယ်။ ီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်နှစ်ဂိုးသွင်း65ပြားရှုံးမယ်ပေါ့နော်။အဲ့တော့ဂျာမနီမှာကလက်ရှိဒဏ်ရာပြဿနာရှိရပေါ့နော်။ဒီကန်ယာဘက်နဲ့ဖလိုရီယန်ရစ်တို့ကဒီပွဲစဉ်ကိုလွဲချော်မယ်။ဒီတစ်ဖက်ကအီတလီကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လေသူတို့ရဲ့တိုက်စစ်မှာကအရင်ဒီတိုက်စစ်မှုစစ်စစ်ရဲ့လို့မပါဝင်သေးတာကိုတွေ့ရတယ်။သူတို့ကစားခဲ့တဲ့အိမ်ကွင်း Nation League နောက်ဆုံး၃ပွဲနဲ့ Nation League ၃ပွဲကိုကျွန်တော်ပြန်ကြည့်ရင်နိုင်ငံတော်ပွဲပဲရထားခဲ့တယ်။တစ်ဖက်ကဂျာမနီကကျတော့လေအဝေးကွင်း၃ပွဲမှာ၂ပွဲသီးသီး တည်ကြခဲ့တယ်ဘောနောပြီးတော့ဂျာမနီကတော့ဒီယာဒီမှာဆိုလို့ရှိရင်ဒါ nation league ပြိုင်ပွဲဒီမှာဆိုလို့ရှိရင်သူရှုံးပွဲမရှိကစားထားတယ်စုစုပေါင်း6ပွဲမှာ၄ပွဲနိုင်တယ်နှစ်ပွဲတည်ကြရတယ်ဘောနောအီတလီကကျတော့လေ nation league မှာသူတို့ကစားခဲ့6ပွဲမှာဆိုလို့ရှိရင်ဒီပြင်းသင်းတဲ့တပွဲပဲသူတို့ရှုံးပြီးတော့ကျန်တဲ့ပွဲစဉ်5ပွဲလုံးအီတလီကလည်းမရှုံးအောင်ကစားထားတယ်ဘောနောအဲ့တော့နှစ်သိန်းလောက်တော့ရန်ကြီးအရှုံးများနေတဲ့အတင်းတွေတော့မဟုတ်ဘူးဒီပထမအကြော့ထိတဲ့တွေ့ဆုံမှုလည်းဖြစ်တယ်နှစ်သိန်းလောက်ကအတင်းကြီးဆိုတော့ဂုံဖို့လည်းရှိရဲဆိုတော့ဒီဘွဲမှာ အတင်းလုံးထင်းနေနေနေကစားတော့လိမ့်မယ်လို့ထင်တယ်။အဲ့တော့2-6သိန်း65ပြားရှုံးမယ်ဆိုပေမဲ့ကျွန်တော်ကအတင်းကိုနေလိမ့်မယ်လို့ထင်တယ်။9ရောက်ကိုကြိုက်တယ်ပေါ့နော်ဒီနောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ပေါ့